တရရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့စစ်ရဲတွေအများကြီးရှိတဲ့ထဲကနေမှကျတော့ကချင်ပြည်နယ်ရဲ့တခြားနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပေမဲ့ဘာမှတိုက်မိမအထူးထူးထူးထွေမရှိဘူး။ဒါပေမဲ့ဗမော်နည်းနည်းလေးထူးခြားတဲ့အတွက်ကြောင့်ပြောပြမယ်နော်။ဆိုတော့အခုဗမော်မှာစစ်ခွေးတွေကနေတော့လေရင်ဒီ drone တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပေမဲ့လဲပဲ KIA နဲ့ပူးပေါင်းတော်လာရဲတွေ အောင်မြင်နေတယ်နေရာတော်တော်လေးကိုဆက်လက်ပြီးတော့တင်စီရရှိနေပြီဆိုတဲ့အကြောင်း ပြောပြခြင်းနဲ့ဘယ်နေရာလဲဆိုတာတော့အချိန်တိုင်ပြန် ပြောပြမယ်နော် KA နဲ့အတူပူပေါင်းတော်လိုက်ရေးနေဘက်ကနေမှစစ်ခွေးကိုအတာရနေပြီးတော့နေရာတော်တော်များများကိုဆက်လက်ပြီးတော့တိုက်ခိုက်တိမ့်ပိုက်နေပါတယ်ဆိုတဲ့အကြောင်းအောင်မြင်မှုတွေရှိနေတဲ့နေရာတွေရှိနေပြီဆိုတဲ့အကြောင်းပြောပြခြင်းနဲ့နော်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ KA နဲ့ KAO ပြောရဲဆိုခွင့်ရှိတဲ့ဘူမူဂျီနိုဘူကနေမှကျတော့ပြည်သူတွေကိုသတိပေးတဲ့အရာရှိတယ်။အခုစစ်ခွေးတွေကတော့သူတို့ရဲ့စစ်တေမရှိတဲ့ရွေးကောက်ပွဲမှာနေမြင်များများရရှိနိုင်ဖို့ရာအတွက်ဆိုပြီးမှနေရဒေတာအတီးတီးထဲမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာမျိုးလက်နက်ကြီးတွေနဲ့ပစ်ခတ်တာမျိုး drone တွေနဲ့ပစ်ခတ်တာမျိုးတွေရှိတဲ့အတွက်ကြောင့်ပြည်သူလူထုဒီဘက်ကနေမှပွဲလမ်းတပင်ပြုတ်လုပ်တာမျိုးတို့လူတွေအစုဝေးလုံနေကြတာမျိုးတို့ ချောင်ရှားဖို့ရအတွက်နဲ့နေ့စဉ်နဲ့အမျှသတင်းတွေကိုတတ်နိုင်သလောက်နားထောင်ဖို့ရအတွက်နဲ့ကိုယ့်ရဲ့မိသားစုအတွက်လုံလောက်တဲ့လုံခြုံတဲ့ကတုတ်ချင်းတွေကိုတူးပြီးမှနေဖို့ရအတွက်လည်းပဲဒီပေးထုတ်ပြန်ထားတာရှိတယ်ဆိုတော့ကျွတ်ရပြည်သူလူထုတွေလူအစုဝဲလောက်တာမျိုးတွေပွိတပင်လောက်တာမျိုးတွေကျွတ်ရအထူးသဖြင့်ချောင်ရှားရအောင်လို့ပြောချင်တယ်နော် ပြီးတော့အခုဒီကချင်ပြည်နယ်စဒုံမှာစစ်ခွေးတွေဘက်ကနေမှဈေးကိုပုံလာကြည့်တဲ့အခါမှာလူရှိရောက်ကတော့နော်နေရမှာတည်ဆုံးသွားပြီးမှ6ရောက်ကတော့ပြင်းပြင်းထန်ထန်တန်ရရရှိခဲ့တယ်ဆိုတော့အဲ6ရောက်ထဲမှာလည်းမနေ့ကအထိ3ရောက်တည်သွားတယ်3ရောက်ကတော့ဆက်လက်ပြီးတော့ပြင်းထန်တဲ့တန်ရနဲ့ဆေးကုသခံရပါတယ်ဆိုတဲ့အကြောင်းဆက်လက်ပြီးတော့ update လေးလုပ်ပေးချင်တာဖြစ်တယ်ပြီးနောက်တစ်ခုအနေနဲ့ကတော့အခုဒီမြဝတီမှာနော်စစ်ခွေးတွေအတွက်စွန်းစွန်းတမန်လှုပ်ဆောင်ပေးနေတဲ့မြဝတီမြို့မရေ တပ်ဖွဲ့မွန်းရေးမှုတော့အောင်နိုင်ဦးကတော့ဒီအောက်တိုဘာလ3ရက်နေ့မှာမြအုပ်တီဆဲယုံမှာအုံနောက်အာယုံကြောပြက်ပြီးတော့မတာပေါ်သွားတယ်ဆိုတာကိုသိရတယ်ဆိုတော့တကယ်ဆိုလို့ရှိရင်အောင်နိုင်ဦးထက်အရင်ခွေးချဖို့ကတော့အုံနောက်ပြက်ပြမတေးရမှာမတေးသေးဘူးဖြစ်နေတယ်เนาะဆိုတော့ခုကျွန်တော်တို့နောက်ဒရင်တပုတ်နေနေကတော့ အခုရှမ်းပြောက်မှာဆိုလို့ရှိရင်ဝရီဟာတရုတ်ပြည်ရဲ့လက်ကိုင်တုံးအကြီးစားဖြစ်နေတယ်ဆိုတာကိုတွေ့ရတယ်ဒီစက်တင်ဘာလ30ရက်နေ့တုန်းက MNDAAD အလလွင့်ထူပြီးတော့စခန်းချထားတဲ့ဖာဘင်းတောင်ကုန်းကိုဝဘက်ကလူကြီးတွေလာပြီးမှ MNDAAD လွင့်ထူထားတဲ့အလံကိုဖြုတ်ချခိုင်းတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့အဲ့မှာက MNDAAD စခန်းချပြီးမှအလံလွင့်ထူထားတာဖြစ်တယ်ဒါကိုဝရီဘက်ကနေမှအလံဖြုတ်ချခိုင်းတယ်ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့3လတုန်းကလည်းဝက ကနေမှ MNDA ဒီရဲ့စခန်းတစ်ခုကိုဖျက်သိမ်းခိုင်းခဲ့တာရှိတယ်ဆိုတော့အခုဒီဖားဖင်းကုန်းကစခန်းကိုလည်း မယုတ်သိမ်းခိုင်းဘူးလို့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့အခုကအလန်နေဖြုတ်ချခိုင်းနေပြီဆိုတော့ကိုသိရတယ်။နော်ဆိုတော့ဒီရှက်မြောက်ကတော့ကျွန်တော်တော်လာရေးဒီနည်းနည်းလေးလက်လျှော့ထားရမယ့်အခြေအနေတွေဖြစ်နေတယ်။တခြားနေရာမှာတော်လာရေးပြီးလို့ရှင်တခါလေးပြန်တိုက်ရယူမယ့်နေရာမယ့်အခြေအနေဖြစ်နေတယ်။နော်ပြီးရင်နောက်တစ်ခုအနေနဲ့ကတော့ဒီအော်တိုဘာလာတရက်နဲ့ည10နာရီကျော်မှာအင်မတန်အင်မတန်မှအဆိုးဘက်ကနေမှနာမည်ကျော်နေတဲ့ကပ်လိုမြို့နယ်ထန်းကုန်းနဲ့ဒန်းပင်ကြွားချာမှာရှိတဲ့ဘျူဇော ထီကင်းစခန်းတခုကိုတော်လန်ရဲတွေဘက်ကနေမှအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာပြူစိုးခွေနှကောင်တဲပြီးတော့၆ကောင်ဖမ်းဆီးရမိတယ်တဲ့ဒီနေ့ကျွားတို့ PDF တွေလေနဲ့တိုင်းနဲ့တိုင်းဘျူခွေရဲခွေစစ်ခွေတွေကိုချတာကတော့တကစ်ဂုံယူလို့မဆုံးဘူးတလောက်ထိတော်တဲ့ PDF တွေဘယ်မှာများသွားရှာမလဲเนาะတလောက်တော်တာမချီးကျူးပဲနဲ့ကိုမနေနိုင်ဘူး ပြီးတော့အခုကျမတို့အောင်ပွဲတစ်ခုနင်းနေကတော့မကွေးတိုင်းငဖဲမြို့နယ်နတ်ရကန်တိုက်ပွဲကနေမှထွက်ပြဲသွားတဲ့တမ69ကခွေးရဲစကခ79ကခွေးရဲစုစုပေါင်း28ကောင်ကို တက်တည်သုံးစွာနဲ့အရှင်ဖတ်မိတယ်ဆိုပြီးမှ People's Revolution Alliance ကနေမှတရင်ထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ကျွန်တော်တော်လာရေးဒီရဲ့နေပေထဲမှာရောက်လာခဲ့တဲ့ရေးခွေစစ်ခွေဘျူခွေခွေမှန်သမျှအားလုံးဟာအတဲထွက်ရင်ထွက်မထွက်ဘူးဆိုလို့ရှိရင်နေတော့ကိုငါတို့အရှင်ဖတ်မိတယ်။နော်ငါတို့တော်လာရေးဒီရဲ့နေပေထဲကနေမှနေတော့လွတ်လွတ်ကျွတ်ကျွတ်နဲ့နေတော့နေရာထဲကိုပြန်ရောက်သွားမယ်လို့တော့ဘယ်တော့မှမထင်နဲ့နော် ဒါကြောင့်ဒေါ်လာရဲ့နေပယ်ကိုလာလို့ရှင့် တခါလဲပရစ်တွေရွတ်ပြီးတာမိမမိသားစုတွေတာသမီးတွေအကုန်နှုတ်ဆက်ပြီးမှထွက်လာခဲ့ကြပါလို့ပြောချင်တယ်နော်ပြီးနောက်တစ်ခုအနေနဲ့ကတော့စက်တင်ဘာ30မနက်6နာရီခွဲမှာအခုဒီတနင်းတာတွေလောင်လုံးမြို့ပေါ်မှာရှိတဲ့ထွေအုပ်ယုံပညာရေးမှုယုံလူဝင်မှုကြီးကြပ်ရေးယုံထဲမှာတက်ဆွဲထားတဲ့စစ်ခွေးနဲ့ဘျူခွေးအား90လောက်ရှိတဲ့ကျွတ်တော်လာရေးတွေဘက်ကနေမှတပြိုင်ထိ300ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာ ခွေးတွေမตาတွေအများကြီးပေါ်သွားတယ်ဆိုတော့ဒီမตาဘယ်နှကောင်ပေါ်သွားလဲဆိုတာတော့အတိအကျစည်ရင်တော့မပြူးစုရတည်ဘူးဒါပေမဲ့နာနာကြီးကြာတပြိုင်တည်းခွေးစခန်းတုံးခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ခွေးတွေမตาတွေပက်ပက်ဆက်ဆက်ပေါ်နေတယ်ဆိုတော့အကြောင်းပြောချင်တယ်ဒါတော့ဒီနေ့ကျွန်တော်တို့တော်လိုင်းရေးတွေအောင်မြင်ခြင်းဖြစ်တယ်เนาะဆိုတော့ခုကျွန်တော်တို့နောက်ဒရင်တစ်ပုတ်နေနေကတော့ ကျွတ်တော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်အောင်နော်ယဟန်ဆိုတာ229ခုနှစ်တော်ပုတ်ဒီပုတ်တိအာဖြစ်တယ်ဝိနည်းတွေတိလာယဟန်ရဲ့ဝိနည်းကိုတိလာယဟန်ရဲ့ဘာကိုတိလာညာတိလာစာအုပ်ထဲအကြောင်းတွေကိုပြောပြီးတော့နော်အရှင်ဘုရားတို့လက်တွေ့ကြတော့ဘာမှလိလာ ကြင့်ကြံအားထုတ်တယ်လိုက်စားတယ်ဆိုတာမရှိဘူးလူနဲ့မချားနေတဲ့အတွက်လူတွေကအရှင်ဘုရားတို့မရှိခိုးတော့ဘူးအခုချိန်မှာအရှင်ဘုရားတို့ကိုရှိခိုးတဲ့သူကဘယ်သူလဲအရှင်ဘုရားတို့နဲ့မကင်းရမကင်းချောင်းလူတွေရှိခိုးမယ်ငွေကြီးနဲ့ပတ်သက်ပြီးအရှင်ဘုရားတို့ကပတ်သက်လာကြီးတဲ့ဒကာဒကမတွေရှိခိုးမယ်ပြီးတော့ကျောင်းနဲ့ပတ်သက်ပြီးကျောင်းဝရဝိစာနဲ့ပတ်သက်ပြီးတော့တာဝန်ယူထားတဲ့ဂောပကတွေပေါ့ဒါမျိုးလူတွေ ကဗေရှင်များတို့ရှိကူတော့မှာအင်ဂျီတထောင်ရှိတဲ့ရွာကဘုံရင်ကြောင့်အင်ဂျီတထောင်ငါပြီးမရှိကူတော့ဘူးလို့အဲ့ဒါတွေဟာမွတ်စလင်တွေမကောင်းလို့လည်းမဟုတ်ဘူးခရစ်ယာန်တွေမကောင်းလို့လည်းမဟုတ်ဘူးဟိန္ဒူတွေမကောင်းလို့လည်းမဟုတ်ဘူးအရှင်ဘုရားတို့ကိုယ်တိုင်မကောင်းလို့အရှင်ဘုရားတို့ကိုယ်တိုင်လူ့ဝတ်ကြောင်တွေနဲ့မချ ဗုဒ္ဓဘာသာဗမာလူမျိုးတွေအကြီးညိုပြတ်အောင်အရှင်ဘုရားတို့ကိုယ်တိုင်လှုပ်ဆောင်နေလို့ဆိုရှယ်မီဒီယာပေါ်မှာပေါ့အွန်လိုင်းပေါ်မှာလည်းလှုပ်ဆောင်နေတယ်ရက်ွက်แท้မှာပေါ့ရက်ရွာထဲမှာပေါ့မြို့တွေမှာပေါ့တိုင်းဒေသကြီးအတီးတီးမှာပေါ့အရှင်ဘုရားတို့တွေလှုပ်ဆောင်နေတယ်အရှင်ဘုရားတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဗုဒ္ဓဘာသာဗမာလူမျိုးတွေကအရှင်ဘုရားတို့ပေါ့ကြီးညိုပြတ်သွားတာကိုယ်ပွယ်လူစိတ်ကြော့နေသွားတာမွတ်စလင်တွေကိုတိုက်ခိုက်နေမဲ့အစားအရှင်ဘုရားတို့တိလသမารိပညာ ပြည့်စုံအောင်ကိုယ့်အနေကိုဖြည့်ကျင့်ကြပါလို့ကိုယ့်အနေကိုကျင့်ကြံအားထုတ်ကြပါလို့ပြောလိုက်ချင်ပါတယ်နော်ဆိုတော့အခုဒီထဲမှာဒီအမျိုးသမီးကဘာကြောင့်မို့ဒီလိုမျိုးကတုံးမြင်တိုင်းဘာကြောင့်မရှိခိုးတယ်လဲလို့ပြောတဲ့အခါမှာဘယ်ကတုံးဒီကိုရည်ရွယ်ပြီးပြောတယ်လဲဆိုတဲ့ဥစ္စာကိုကျမတို့ဗီဒီယိုတစ်ခုပြီးတစ်ခုနားထောင်ကြည့်ရအောင်နော်ဖင်လန်နိုင်ငံမှာနေတဲ့ဖင်လန်မောင်မောင်ဆိုလို့ဖင်ပြောင်နေတာကိုပြောတာမဟုတ်ဘူးเนาะအကျန်းဖက်တမားတွေခေါ်နေတာသူ့ကို ခေါင်းပြောင်လို့ပြောင်ကြီးလို့ခေါ်တာအဲဖင်လန်မှာနေတဲ့ဖင်ပြောင်နေတဲ့မောင်မောင်မဟုတ်တဲ့ဖင်လန်မောင်မောင်နောက်တကရွှေရင်စီရဲ့မောင်လို့ပြောနေတဲ့အကောင့်နံပါတ်ကမဟာပညာကျော်လို့သုံးတဲ့ထွမြတ်သူဆိုတဲ့ဒီညကိုစောင့်ကြည့်နေတယ်တိုင်းပြည်နဲ့အမျိုးဘာသာတာသနာထိကိုက်လိုက်ဒီနှစ်ယောက်တင်မဟုတ်ဘူး2000ဆိုလဲတုတ်တင်ရမယ်နှိတ်ကိုပြရမယ်ဟိုဖះရမှာစာတန်းချိတ်တယ်လို့မျိုးလေး မင်းတို့ချိတ်ရဲလို့လားချိတ်ဖို့ချိတ်ရဲဖို့နေတာလားမင်းတို့စိတ်တော်စိတ်ကူးရဲလို့လားမင်းတို့တကယ်တတ္တိရှိတယ်ဆိုရင်ချိတ်လိုက်ပါတော့ကွာတိုင်းပြည်တည်တံအဲ့နေလို့ထာဝရဗလီပိတ်သည်လို့ချိတ်လိုက်ပါလားရောက်နေအဲ့ပဲမင်းတို့ကချိတ်ဖို့နေတာကစိတ်ကူးတဲ့တော့မထည့်ရဲဘူးမင်းတို့ပထွေးတွေရတာကြောက်တာမင်းတို့ကအဲ့ဒါကိုပြောတော့ဘောကွာကလစစ်ထက်ကလထက်ကပူသွေးမဲတယ်ဆိုတာမင်းတို့ကိုကိုပြန်ကြည့်ဦး မင်းတို့နယူးချော်ပြန်ပြေးသမားတွေအားလုံးသွေးမဲကြီးတွေဖြစ်နေပြီမင်းတို့သွေးမဲမှာဗောဟိုကကလက်ထစ်သွင်းပေးထားတာလေအေးမင်းတို့နယူးချော်ပြန်ပြေးတွေကိုငါပြောမယ်မင်းတို့သွေးတွေမဲနေပြီမင်းတို့ပထွေးကမင်းတို့မွေးပြီးစားနေတာမင်းတို့တွေပထွေးတွေရဲ့သွေးမဲမဲသွင်းပေးထားတဲ့အတိုင်းရှောက်လုံးနေမယ်ဆိုလို့ရှိရင်မင်းတို့ရဲ့တမိုင်းမဲနစ်နာမှာနော် ။အာဒီလောက်ပဲပြောခြင်းနဲ့ OIC ပိစာကန်းစာစားနေတဲ့ပြည့်ဖြက်တီအယုတ်ကိုက်နေတဲ့သာရဏာပြက်ခွေးဒီဇာနန္ဒတို့ခွေးအာကြီးလှဲနေလို့တကယ်ငင်អော်နေတဲ့သောမနာတို့အဖွဲ့ကိုပြောခြင်းပါလေဗျာ။ခွေးအာကြီးလှဲနေလို့တကယ်ငင်နဲ့ရန်អော်တဲ့အတွက်ကြောင့်သူ့ကိုသောမနာလို့ပဲအမည်ပေးလိုက်ပါတယ်။အာပေါ့ကိုတော့ဒုဒုလောက်ဝါစာရောရင်ကျန်းတိုင်းနဲ့စကားတွေပြောတာမရင်လိုက်တာသူတို့ပြောလို့အဘတဲ့တင့်ပါသေးလို့ပဲပြောအောင်မှာပေါ့ဗျာနော်သူတို့တင်လို့တင့်တင့်ပါသေးနော်ဆိုတော့အခုဒီခွေးတွေက กระดงဆိုတော့ပြောတဲ့ခါမှာဖုံးကြီးစစ်စစ်တွေကိုကျွန်မပြောနေတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုအရင်ပြောချင်တယ်เนาะဆိုတော့ဖုံးကြီးစစ်စစ်တွေမဟုတ်ဘဲနဲ့အခုဒီလက်ကြောမတင်ဘဲနဲ့အလကားနဲ့အလကားသမင်းစားနေရတဲ့ဒီกระดงတွေကို ြောတာဖြစ်တယ်ဆိုတော့အခုတူပြောသွားတဲ့အထဲမှာဒီကတုံးတွေကိုဘသူပဲဖះလို့ခေါ်ပြီးဘသူပဲသူတို့ကိုကတော့တယ်ဆိုလို့ရှိရင်သူတို့စီကပတ်စံချိမဲ့သူတွေပြီးလို့ရှိရင်သူတို့နေတဲ့ဖုန်ကြီးကျောင်းထဲမှာဝေယဝိဆာလုတ်ပေးနေတဲ့သူတွေကလွယ်ရင်ကြံတဲ့သူတွေဘသူကမှသူတို့ကိုဖះဆိုပြမမခေါ်သူတို့သူတို့ကိုဘသူမှလည်းမကတော့ဘူးဆိုတာကိုပြောသွားတယ်ဆိုတော့ဒီလူတွေကဘေးနေရာကိုသွားတင်တယ်လဲဆိုတာကိုလည်းဒီမျိုးသမီးပဲပြောသွားတယ်ဆက်လက်ပြီးနားထောင်ကြည့်အောင်နော်ဖះရဲ့သာသနာမှာလေ ရှင်ဖြစ်ဖို့မပါဘူးအရှင်ဘုရားတို့ကလူတွေနဲ့တုပြီးတော့ရှင်ပြီးတော့ရှင်ဖြစ်နေတယ်တပည့်တော်တို့မိုက်မင်းတောင်ဆုံးမရမဆုံးမပဲနဲ့မေတ္တာကရုဏာမထားနိုင်ဘဲနဲ့အရှင်ဘုရားတို့ရဟန်းဝင့်နေမဲ့ဇာလူထွက်ပါလူထွက်ပြီးစမှုထမ်းကြပါเนาะဘာလို့လဲဆိုတော့လူသားတွေပေါ်ကိုမေတ္တာကရုဏာနဲ့เนาะမဆုံးမနိုင်ဘဲနဲ့မသွန်သင်နိုင်ဘဲနဲ့တရားဟောပြော မပြတာနိုင်မင်းနဲ့နှလုံးသားတွေကလာတဲ့တရားကိုမပေးနိုင်မင်းနဲ့စောက်ထဲကလာတဲ့တရားတွေကိုပေးနေမယ်ဆိုရင်တော့အရှင်ဘုရားတို့လူထွက်ပြီးတော့စစ်မှုထမ်းလိုက်ပါနိုင်ငံမှာလည်းစစ်မှုထမ်းမှုလူတွေလူနေပါတယ်အဲ့တော့အရှင်ဘုရားတို့လည်းအလုတ်မရှိမဲ့အတူတူဒီလိုပဲလိုင်းပေါ်မှာလက်ရလက်ရလုံနေမဲ့အတူတူသာသနာတော်အသွင်းကနေပြီးတော့မှစိတ်တန်တန်နဲ့ထွက်ပြီးတော့နိုင်ငံကိုအကျိုးပြုတဲ့နော်နိုင်ငံဝင်တဲ့စကားတွေဝင်လို့လိုက်ကြပါအဲ့လိုဆိုတော့လေ တက်မတော်လဲအင်အားရှိတယ်။လူတွေနဲ့ line မတက်တက်ပြီးတော့ရံပြစ်နေမဲ့အစားဘုံတယောက်ကလူနဲ့ line မှာလက်ရလက်ရလုံနေမဲ့အစားလူထွက်ပြီးတော့တက်မတော်လဲဝင်လိုက်ပါ။တင့်ကိုတက်မတော်ကအလိုရှိပါတယ်ဆိုတော့စာရီကလည်းစစ်တပ်ဒီမှာရေးထားတာတွေ့ရပါတယ်။အရှင်ပြားတို့ဝင်လိုက်ပါနော်။ဆိုတော့အခုဒီခွေးတွေကတော့တကယ်ဆိုလို့ရှိရင်စစ်မှုထမ်းရမှာစစ်မှုကလည်းမထမ်းချင်းသူတို့ကမပါတာလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးအွန်လိုင်းပေါ်မှာနာမည်ကျော်ချင်တဲ့အတွက်ကြောင့်အခုသူတို့ကဒီလိုမျိုးလိုက်ဟောင်းနေတာဒီလိုမျိုးအွန်လိုင်းကနေဟောင်းချင်းအ အဖြစ်ဘောမာဒီအကောင်အဆိုးကိုမမြင်နိုင်ဘဲနဲ့ဂရုံးမြင်တိုင်းဖျားထင်နေတဲ့သူဒီဂရုံးမြင်တိုင်းဖုံးကြီးအစ်စ်လို့မြင်နေတဲ့ခွေးတပူရဲ့ကျွန်းဗုဒ္ဓဘာသာအမည်ခံတဲ့သူတွေကနေမှသူတို့ကိုကြွေးမယ်ပြီးလို့ရှိရင်ဒီလိုမျိုး online ကနေဟောင်းနေမှနာမည်ထင်ရှားမယ်ဒီလိုမျိုးဟောင်းမှပဲသူတို့ကသမင်းကိုနတ်မမစားရမယ်ဖုန်းတွေကင်ရမယ် ပြီးလို့ရှိရင်အုံအောင်မရှိတဲ့ရဲတွေစစ်ခွေးတွေဘက်ကနေမှလည်းသူတို့ကိုလက်အုပ်ချီပြီးကြတော့မှာဒါကြောင့်မို့ပဲသူတို့ကဒီလိုမျိုး online ပေါ်မှာ live ဟောင်းနေတာ တကယ်ဆိုလို့ရှိရင်သူတို့ရဲ့အဆင့်သားဟာခွေးယူတကောင်လောက်တောင်မှတန်ဖိုးမရှိတဲ့ကတုံးဖြစ်တယ်နော်တကယ်ဆိုလို့ရှိရင်ဒီခွေးတွေကတလောက်အထိတိုက်ပြင်းတဲ့လူမျိုးကိုချစ်တယ်ဆိုလို့ရှိရင်တိုက်ပြင်းတဲ့လူမျိုးကို ကာကွယ်ပေးနေတယ်ဆိုတော့စစ်ခွေးထက်ကိုဝေရမှာဒါပေမဲ့သူတို့ဝေမသွားဘူးဘာကြောင့်လဲစစ်ခွေးထက်ကိုအပြည့်ဝင်သွားပြီဆိုလို့ရှင်သူတို့ကဒီလူဘုလဲရတော့မယ်လူဘုလဲလို့ရှင်ဘယ်သူမှသူတို့ကိုသမင်းတနတ်မကြွေးတော့ဘူးနော်ဘာပဲစားရမလဲဆိုလို့ရှင်အစာ၆တီပဲစားပြီးမှခွေးရုပ်ပေါက်တော့မှာလေဒါကြောင့်သူတို့က ဒီကတော့ကိုဆက်သုံးပြီးမှတင်ကန်းကိုခြုံပြီးဗုဒ္ဓဘာသာအရေးခွန်ကိုခြုံပြီးတော့ထမင်းလှုပ်ရှားနေတဲ့သံအောင်စားတွေဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းတယ်ဒီခွေးတွေရဲ့စကားပေါ်မှာကျွန်မတို့အထူးထွေ reaction တော့လုပ်မနေတော့ဘူးအားလုံးနားထောင်ပါဘယ်ကတော့ကပိုရိုင်းတယ်လဲဆိုတာကို comments ရေးခဲ့ကြပါဦးเนาะဤသူတွေအားလုံးကြားမှာပြောရှင်းကြပါစေ